တပတ်လောက်မနာတန်းကြီးရှူရမယ်88နာရီစာ၄ရက်စာလောက်ရှိတဲ့ကမ္ဘာအရှိဆုံးရုပ်ရှင်ဇာတ်ကားပရိသတ်ကြီးတို့ကရုပ်ရှင်ဇာတ်ကားကြီးကြည့်ရတာအကျိုင်းနှစ်သက်တဲ့သူတယောက်ဆိုရင်နိုင်ပိုင်းလောက်ကြတဲ့ဇာတ်ကားကြီးကိုကြည့်ဘူးကြမှာသေးကြပါလိမ့်ဒါပေမဲ့ရပ်ပေါင်းချီပြီးတော့ကြာမြင့်တဲ့ဇာတ်ကားတကားအကြောင်းကြရင်တော့ပရိသတ်ကြီးတို့ဘယ်လိုခံစားရပါမလဲဒီနေ့မှာတော့ user entertainment ကနေပြီးကမ္ဘာပေါ်က၄ရက်တောင်မှရှိတဲ့ကမ္ဘာအရှိဆုံးရုပ်ရှင်ဇာတ်ကားအကြောင်းကိုပြောပြကြပါမယ်ဒီကမ္ဘာအရှိဆုံးရုပ်ရှင်ဇာတ်ကားဆိုရယ်မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားက The Cure for Insomnia လို့ခေါ်တဲ့အိမ်မပျော်ခြင်းကိုကုသခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပဲဇာတ်ကားနာမည်ဖြစ်ပါရည်။တကယ်ကိုအံ့ဩစရာကောင်းတဲ့ဖန်တီးမှုတစ်ခုဖြစ်ပြီး1989ခုနှစ်မှာဒါရိုက်တာ John Henry Thomas Ford ကရိုက်ကူးခဲ့ပြီးဒီဇာတ်ကားဟာစုစုပေါင်း85နာရီ85နာရီကနေပြီးတော့89နာရီထိကြာမြင့်ပါရည်။ဒါဟာအာမန်ရုပ်ရှင်ဇာတ်ကားစေကားစာရဲ့အချိန်နှစ်ထောင်မှာပုံများနေပါသေးတယ်။ယုံမှုခတ်တဲ့ဆိုပေမဲ့ဒါဟာ series ဇာတ်လမ်းတွေတစ်ခုမဟုတ်ဘဲဇာတ်ကားတစ်ကားရင်းနဲ့အပြီးကြီးလို့ရမယ်ဟာဖြစ်ပါရည်။ ဒီဇာကောင်းမှာဇာလန်ရဲ့လိုလေအသီးတန်မပေါပါဘူး LD Govan ဆိုတဲ့လူတစ်ယောက်ကစာအုပ်တုပ်ကိုအစမပြတ်ဖတ်ပြနေရကိုပဲအထူးသဖြင့်ပြသထားပါရီဂျာရဲမှာတော့အရွယ်ရောက်ပြီးသားသူတွေသာကြီးတင်တဲ့ပုံရိပ်တွေနဲ့ဒေဂီတာတန်ဆင်တချို့ကိုထည့်သွင်းထားပြီးတကယ်တော့ဒီဇာကောင်းကိုရိုက်ကူးခဲ့တဲ့ယူရဲချက်ဟာယူယူဖြော်ပြရေးထွက်မဟုတ်ဖိနေကြီးစုသူတွေရဲ့တီးခတ်နိုင်စွမ်းကိုစမ်းသပ်ဖို့နဲ့ရုပ်ရှင်ဆိုတဲ့အနုပညာနယ်ပယ်ကိုစူးစမ်းလေ့လာဖို့အတွက်လို့ဆိုပါရီ85နာရီဆိုတဲ့ကြာချိန်ဟာတော်တော်လေးကိုကြောက်စရာကောင်းတာပါ ဒီဇာကားကိုတခါရင်းနဲ့အစာအဆုံးကြည့်ဖို့ဆိုတော့ကလေးပဲလက်တွေ့မှာတော်တော်မဖြစ်နိုင်ပါဘူး။ဒါကြောင့်မလို့ဒီဇာကားကိုပြသတဲ့အခါမှာထူးထူးခြားခြားစီစဉ်ကြရပါလိမ့်။ဥပမာအားဖြင့်1989ခုနှစ်တုန်းကအချီကာဂိုမြို့က School of the Art Institute မှာပြသခဲ့တုန်းကဆိုရင်ရပ်ပေါင်းတော်ကြာလအောင်ထိတစ်ချိန်လုံးပြသခဲ့ရပြီးကြီးစုသူတွေဟာလာခြင်းတဲ့အချိန်လားပြောင်းခြင်းတဲ့အချိန်ပြန်လို့ရအောင်ပုံစံမျိုးနဲ့ပြသခဲ့ပါလိမ့်။ ဂျေရှုသူရီအနေနဲ့အနေငယ်လောက်သာဇာကားတစ်ခုလုံးကိုအစုံနှိကြည့်ရှုနိုင်ခဲ့တာဖြစ်ပြီးဂျန်နေသူရီဟာအစုံနှိကြည့်ရှုဖို့အနေနဲ့သာသာနှစ်နာရီလောက်ကြည့်ပြီးတဲ့အခါမှာထပြန်သွားကြတာကများပါသည်ဒီလိုမျိုးဆောက်ကားကိုအဆုံးထိတီးခတ်ပြီးတော့ကြည့်နိုင်တဲ့သူတွေဟာလည်းပဲကမ္ဘာပေါ်မှာခန်းနီပါရူဘီအပြည့်အဝဆုံးသူတွေလို့တင်စားခေါ်ဖို့ရမှာဖြစ်ပါတယ်။ The Cure for Insomnia ပြီးတဲ့နောက်မှာလည်းပဲအချိန်ကြာမြင့်တဲ့ရုပ်ရှင်ဇာတ်ကားတွေအများကြီးထွက်ပေါ်လာပါတယ်။ဥပမာအားဖြင့် Logistics ဆိုတဲ့ရုပ်ရှင်ဟာ2012ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးစုစုပေါင်းကြာချိန်9420မိနစ် တထိုင်နဲ့စတိုက်ကြည့်မယ်ဆိုရင်တော့35ရက်နဲ့နိုင်နဲ့30ကြာကြာကြာမြင်နိုင်ပါ ಡಿ ဒီစားကားဟာတရုတ်နိုင်ငံကနေဆွီဒင်နိုင်ငံကိုကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တဲ့လုပ်ငန်းရှင်တစ်ခုလုံးကိုအချိန်နဲ့တပြေးညီမှတ်တမ်းတင်ထားတာဖြစ်ပါ ಡಿ နောက်ထပ်အရှိဆုံးမှတ်တမ်းတင်ထားတဲ့ဇာတ်ကားတစ်ခုကတော့ Ambient ဆိုတဲ့နိုင်ယောင်း920ဒလာတီတီကြာမြင့်တဲ့ဇာတ်ကားတစ်ခုဖြစ်ပြီး2020ခုနှစ်မှာပြသဖို့ရည်ရွယ်ခဲ့ပေမဲ့လည်း Director Anders Webber ကသူ့ရဲ့ရုပ်ရှင်ဖန်တီးမှုတက်တန်းကိုအဆုံးသတ်တဲ့အနေနဲ့ဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ် ကမ္ဘာရှိသောရုပ်ရှင်တွေဟာပုံမှန်အားဖြင့်တော့ဖျော်ဖြေရေးအတွက်ရည်ရွယ်တာမျိုးမဟုတ်ဘဲနဲ့အမှုပညာကိုချစ်ပွားရတဲ့ဆိုတဲ့သူတွေကိုစမ်းသပ်မှုတွေလူတွေရဲ့တီးခတ်နိုင်စွမ်းတွေကိုစိန်ခေါ်တာဖြစ်ပြီးကမ္ဘာကြီးရဲ့ဖြစ်စဉ်တွေကိုထူးခြားတဲ့ရှုထောင့်ကနေတင်ပြဖို့အတွက်ရည်ရွယ်တာကိုတွေ့ရပါတယ်။ကဲပရိသတ်ကြီးတို့ရော85နှစ်လောက်ကြာတဲ့ဇာကားကိုထိုင်နေကြည့်မယ်ဆိုရင်ဖြစ်နိုင်မှာမလား။ပရိသတ်ကြီးတို့တခုခုရောက်သွားမယ်လို့မျှော်လင့်ပါတယ်ဗျ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ဘုဟုတ္တရရမယ့်အကြောင်းအရာတွေကိုယူသက်အနေနဲ့ဒိမန်ကနေပြီးဆက်လက်တင်ဆက်ပေးပါဦးမယ်။ ကြိုင်းနေတတ်တယ်ဆိုလို့ရှိရင် channel လေးကိုလည်း subscribe page လေးကိုလည်း like and follow လုပ်ဖို့အတွက်မမေ့ပါနဲ့哦အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ